ကျွန်တော်ရဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါခင်ဗျာ ASM Knowledge Channel လေးကျူဆွပါတယ်ခင်ဗျာကျွန်တော်ရဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါခင်ဗျာ ASM Knowledge No Channel ကနေကျူဆွပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်ရဲ့ပရိသတ်တွေကိုမျှဝေပေးသွားမှာကတော့ Resistant Check-in for Old Speakers လို့နော်ခေါင်းစဉ်ပေးထားပါတယ်ကျွန်တော်တို့ဒီ Channel လေးကနေပြီးတော့မနေ့ကနေ့မှာကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့တရားမှတ်စုလူတွေကိုမျှဝေပေးပါတယ် ညနေခင်းနေမှာတော့ဘူသူတမျိုးစုံပေါ့နော်ဘူသူတမျိုးစုံဒီလျှက်စက်ပစ္စည်းပြုပြင်တာလေးတွေနောက်ကောင်းမကောင်းစစ်ဆေးတာလေးတွေအခြားဒီ electronic projects လေးတွေကိုနော်မျှဝေပေးနေတာဖြစ်ပါတယ်ဗျာနော်အဲ့ဒါမို့ကျွန်တော်ဒီ channel လေးကို subscribe မလုပ်ရသေးရင်တကယ်ချင်းနေ subscribe လေးတွေလုပ်ပြီးတော့အားပေးလို့ရပါတယ်ဗျာနော်ကဲတူတူကြည့်ရအောင်ဗျာသူရဲ့ဒီခုခံမှုလေးတွေပေါ့နော် resistant လေးတွေတိုင်းကြည့်ပါမယ်ဗျာနော်ကောင်းသေးလားမကောင်းတော့ဘူးလားပေါ့ဗျာနော်ကျွန်တော်လေးလုံးရထားတာပါနော်အဲ့ဒီလေးလုံးကို ကျွန်တော်က မရေးထားတာကတော့ကျွန်တော်တို့ watt က50 watt ပေါ့နော်90 watt ပေါ့ watt က90 resistant ကတော့8 ohm လို့ရေးထားတာပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်တို့ဒီ coin လေးတွေကောင်းမကောင်းမို့ဗျာနော်အဲ resistant ကိုကျွန်တော်မီတာလေးနော်မီတာလေးသုံးပြီးတော့ကျွန်တော်ဒီတိုင်ကြည့်မှာဖြစ်ပါတယ်ဗျာနော် speaker လေးတွေရထားတော့ကျွန်တော်လည်းအရန်ပြော်နေတာပေါ့เนาะပြီးရင်ကျွန်တော်က sound box လေး box ကိုအခွန်ရိုက်ပြီးတော့เนาะ ကွန်ရက်ပြီးတော့ဒီ box တစ်လုံးကို speaker နှလုံးထည့်ပြီးတော့ဗောနော်အဲ့လိုလေးဖွင့်မှာပေါ့ဗျာနော်ကဲအဲ့ကြတော့ကျွန်တော်တခုချင်းကို on လေးတွေတိုင်းကြည့်ပါမယ်နော်ဒီကဒီ speaker လေးတွေကကျွန်တော်တို့ on range မှာထားရမှာဗောနော်တိုင်းတဲ့အခါမှာဒီမှာဆိုရင်ကျွန်တော်တို့8 7.98 on ပြတယ်ဆိုတော့ဒါသူပြထားတာမှန်ပါတယ်နော်ပထမတစ်လုံးဗောနော်နောက်တစ်ခါဒုတိယတစ်လုံးတိုင်းကြည့်ပါမယ် ဒုတိယတလုံးငါတန်ကြီးလေးတွေတော့လိုက်နေပြီ။တော့ကျွန်တော်လည်းနောက်ရကြမှာတန်ရှင်းကြီးလေးလောက်အောင်။ तू ကဘယ်လောက်ပြလဲဆိုတော့ဒီမှာ8 तू ကကျော်8ကျော်တယ်เนาะ8.5 8.6လောက်ပြတယ်။အတန်ကြီးလေးတွေတက်နေတာလည်းပါမထင်နဲ့ပြေเนาะ။ကတားကနောက်တတိယအလုံးတတိယအလုံးစပီကာအဟောင်းလေးတွေပါဗျာเนาะ။ဒီတတိယအလုံးကဒီမှာမီတာမပြအုံးမပြတော့ဗျာเนาะအဲ့ဒါဆိုရင်တော့သူ꽌ပြတ်သလားတခုခု တခုခုပြတ်နေတာပေါ့နော်အဲ့ဒါလေးပြီးတော့မှကြည့်မယ်ဗျာနော်ကဲနောက်ဆုံးတစ်လုံးအရင်တိုင်ကြည့်လိုက်ပါဦးမနော်နောက်ဆုံးတစ်လုံးတိုင်ကြည့်လိုက်ပါဦးမယ်သူကဝါယာယူလေးတွေတောင်ပါသေးတယ်နော်ကဲနောက်ဆုံးတစ်လုံးကဒီမှာဘယ်လောက်ပြရလဲဆိုတော့ဒီမှာအဲတန်ကြီးရတက်နေတာနော်ဒီမှာ8သူလဲ8.5လောက်ပြတယ်8.6လောက်ပြတယ်နော်အဲ့ဒါဆိုရင်တော့ဒါ သူရေးထားတဲ့ own range တွေကမှန်ပါတယ်เนาะအဲဆိုရင်ကျွန်တော်ဒီတလုံးပဲเนาะဒီတလုံးက own scale မှာမပြတော့ဘူးဆိုတော့အော်ဟိုကျူးလေးပြီเนาะ speaker ကျွန်တော်တို့အရွက်နဲ့ဆက်ထားတဲ့ဒီ wire လေးကကျွန်တော်တို့ပြတ်နေတာเนาะအဲ့ဒါလေးပြတ်သွားလို့ကျွန်တော်က own မှာမပြတော့ဘူးပေါ့เนาะအဲ့ကျတော့အဲ့ဒါလေးကိုကျွန်တော်ပြန်ပြီးတော့ခဲလေးတော့တွေ့ကြည့်အောင်ပြေเนาะလေးလုံးစလုံးကောင်းရင်တော့အဆင်ပြေတာပေါ့ဗျာเนาะ ဒီဆောင်းပေါက်တစ်လုံးကို စပီကာလေးနှလုံးနဲ့ထည့်ပြီးတော့เนาะကဲဒီဟာလေးကိုကျွန်တော်ခဲတို့ကြည့်မှာပြန်เนาะဒီဝါယာလေးဝါယာထိပ်ဖြားလေးကိုလည်းခဲလေးကျွေးထားမယ်ပြီးရင်စပီကာသူကအရွက်နာအရင်နာပေါ့เนาะစပီကာရွက်အရင်နာကပြတ်နေတာပြန်เนาะအဲ့ဒါလေးကိုလည်းစပီကာရွက်နာကိုလည်းကျွန်တော်ခဲလေးကျွေးမယ်ဒါကဝါယာကျိုးကိုခဲလေးကျွေးတာပါဗျာเนาะ ခဲခရိန်တော်သွားကတ်နေနော်ခဲမကတ်ချင်တဲ့နေရာကြာကတ်တယ်ကဲစပီကာရွက်စပီကာရွက်လေးကိုကျွန်တော်ဟိုဝိုင်းဆက်တော့ကြည့်အောင်ပါဗျနော်ဆက်တော့ရအောင်မယ်ထင်တာနည်းနည်းလေးသိပ်မမြင်ရဘူးဖြစ်နေနော်သူအထဲထဲဆိုတော့ ခဲလေးဒါစပီကာရွက်အခြေကိုကျွန်တော် ခဲလေးရင် ပုံလိုက်တာပါနော်ခဲလေးရင်ပုံလိုက်တာပါဗျာနော်တခါလဲတွေ့ရင်ခဲမနေမှာဆိုလို့ပါနော်ကဲခဲလေးတော့နေသွားပြီဗျာနော်ကဲအဲ့ဒါလေးပြီးရင်ကျွန်တော်ဒါဝါယာဂျိုးလေးနဲ့ဝါယာဂျိုးလေးနဲ့ဆက်လိုက်တော့မယ်ဗျာအဲ့တိတ်မမြင်ရလို့ဗျာကျွန်တော်လက်နှိပ်တပ်မီလေးနဲ့နော်လက်နှိပ်တပ်မီလေးနဲ့ကြည့်မှာပဲတေချာမြင်တော့တယ်နော်အထဲတည်းက အဲ့စပီကာရွက်အခြေနာလေးမှာပေါ့နော်သူပြုတ်သွားတာနော်ပြုတ်သွားတာလားကြွက်ကကိုက်သွားတာလားမသိပါဘူးခင်နော်ကဲအားလေးကိုခဲလေးတခြားလေးမိအောင်တို့ရင်တော့ပြန်ကောင်းမယ်လို့ယူဆရတာပေါ့နော်ဟုတ်ကြတော့အင်ဂွန်တွေကလည်းခုကဈေးတွေရမ်းကြီးနေတဲ့ထက်နဲ့ဆောင်းပေါက်တွေလို့စပီကာပေါ့နော်စပီကာနှလုံး ထည့်တဲ့ဆောင်းပေါက်အိမ်ကွန်ဆိုရင်ဘယ်လောက်လောက်ရှိမလဲမသိဘူးနော်ကျွန်တော်တကယ်ချင်းနေသိရင်လည်းဈေးလေးတွေ comment ရေးပေးပါဦးနော်ဒီဒီရဲ့ speaker ကဘာဆက်လက်မလေးပေါ့နော်ဆက်လက်မ speaker ပေါ့နော်အဲဆက်လက်မ speaker ကိုကျွန်တော်ကဒီဆောင်းပေါက်တစ်လုံးကိုဒီ speaker နှလုံးထည့်ချင်တာပေါ့နော်အဲအဲ့လိုအိမ်ကွန်လေးတွေဈေးဘယ်လောက်လောက်ရှိလဲပေါ့ဗျာနော် ကဲအဲ့ဆိုရင်ကျွန်တော်ခဲလေးတို့ပြီးသွားပြီဆိုတော့ကျွန်တော်သူ့ကိုလည်းเนาะ resistant လေးတိုင်းကြည့်ပါဦးမနော်ကဲအဆင်ပြေမယ်ထင်ပါတယ်ဗျအတိတ်တောင်မမိဘူးရဲ့ဟောတန်ကြီးတန်ကြီးကြောင်နော်ဒီမှာ8.5 8.6ဆိုရင်ဒါကောင်းသွားပါတယ်နော် speaker ကောင်းပါတယ်အဲ့ဒါဆိုရင်နော်အထက်တည်းကဒီ coin တွေပါလေမပြတ်သေးပါဘူးဗျာနော်ကဲအဲ့ဆိုရင်နောက်ရက်တွေမှာစောင့်ပြီးတော့ကြည့်ရှုအောင်ဗျာနော်အားလုံးကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာ